စာဖွဲ့ချင်းနဲ့ခံခဲ့ရတဲ့အတွက်အပြောင်းအပြတ်အောင်ဂုဏ်ယူမိကြောင်းဒေးဗစ်ဘတ်ဟန်က ပြောပါတယ်ဗြိတိန်ရဲ့ဘောလုံးအားကစားနဲ့လူအဖွဲ့အစည်းအတွက်ဆွမ်းဆွမ်းတမန်အားထုတ်ပေးခဲ့မှုအတွက်ချောပင်ကအင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းကိုအခုစာဖွဲ့ချင်းမြင်ခဲ့တာဖြစ်ပါတယ်ဘတ်ဟန်ကစာဖွဲ့ရောက်မဲ့သူတွေအစည်းအဝေးနှစ်စောင်းပိုင်းကလေးကပါဝင်ခဲ့ပြီးနိုဘာ၄ရက်နေ့တုန်းကဘက်ခိုင်းရောက်မှအခမ်းအနားနဲ့သူကောင်းပြုခံခဲ့ရတာဖြစ်ပါတယ်သူအနေနဲ့ဒီထက်ဂုဏ်ယူစရာမရှိတော့ဘူးလို့ အသက်50ရွယ်ဘတ်ဟန်ကဆိုပါတယ်သူဟာနိုင်ငံကိုဘလောက်ချစ်တယ်လဲဆိုတာလူတိုင်းသိကြောင်းပြီးတော့တော်ဝင်မိသားစုကသူနဲ့သူ့မိသားစုအပေါ်ဘလောက်လွှမ်းမိုးနိုင်တယ်လဲဆိုတာကိုမကြာခဏပြောပြဖို့ကြောင်းသူ့ဘဝတစ်လျှောက်ကမ္ဘာအနှံကိုလက်လည်သွာလာရင်းနဲ့နိုင်ငံရဲ့တော်ဝင်မိသားစုအကြောင်းကိုလူတွေအများကြီးစီပြောပြခွင့်ရတာကလည်းကံကောင်းမှုတစ်ခုအဖြစ်ခံယူကြောင်းဘတ်ဟန်ကဆိုပါတယ်ဝင်းစာရဲတပ်ကြီးမှပြုလုပ်ခဲ့တဲ့သူကောင်းပြုပွဲအခမ်းအနားကိုဘတ်ဟန်နဲ့တူဇနီးဖြစ်သူဗီတိုးရီးယားဘတ်ဟန် ဗတ်ဟန်ရဲ့မိဘနှပါတို့တက်ရောက်ခဲ့ကြတာပါဖက်ရှင်နဲ့ဒီဇိုင်းနယ်ပယ်ကအထူးရွှန်သူတူအဖြစ်2019မှာ OBE ဝက်ချင်းမြက်ခံခဲ့ရဘူးတဲ့ဗစ်တိုးရီယာကစာဝဲယူမဲ့အခမ်းအနားမှာခင်မွန်းတဲ့ရဲ့ပွဲတော်ဝတ်ဆောင်ကိုသူကိုယ်တိုင်ချုပ်ပေးခဲ့ပါတယ်ချောပင်ကအဲ့ဒီဝတ်ဆောင်ကိုအတော်လေးသဘောကျနေခဲ့တယ်လို့လည်းဗတ်ဟန်ကဆိုပါတယ်ဗတ်ဟန်ဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်135ပွဲကစားခဲ့ပြီးအသင်းကောင်းဆောင်တာဝန်ကို6နှစ်ကြာထမ်းဆောင်ပေးခဲ့တာပါမန်ချက်စတာယူနိုက်တက်နဲ့ရီယယ်မက်ဒရစ်တို့လို့ ကမ္ဘာကျော်ဘောလုံးကလပ်တွေမှာပါဝင်ကစားခဲ့တဲ့ဘတ်ဟန်ဟာအင်္ဂလန်အတွက်ကမ္ဘာဖလား၃ချိန်နဲ့ဥရောပဖလား၂ချိန်မှာပါဝင်ရှင်ပြိုင်ပေးခဲ့ပါတယ်။သူဟာ၂၀၁၂ခုနှစ်နွေရာသီအိုလံပစ်ကိုဗြိတိန်နိုင်ငံလန်ဒန်မြို့ကအင်ရှင်ဖြစ်လက်ခံကျင်းပနိုင်ရေးအတွက်မဲဆွယ်စည်းရုံးမှုမှာအဓိကအကြဆုံးပါဝင်လှူရှားခဲ့ပါတယ်။ဒီအချက်တွေကြောင့်လဲသူကိုစာဝတ်ချင်းမြို့ဖို့ဗြိတိန်တော်ဝင်မိသားစုကအဆုံးဖြတ်ခဲ့တာပါ။ဘတ်ဟန်ဟာ၂၀၀၃ခုနှစ်ကတည်းက Elizabeth ဘီယမ်မာဂျီရဲ့ OBE ဘွဲ့ချင်းမြက်ခံခဲ့ရဖူးပါတယ်။ အဲလစ်ဘတ်ဘီအမကြီးကွလွန်တဲ့အခါမှာတော့ရုပ်အလောင်းကိုနောက်ဆုံးနှုတ်ဆက်ဂါရဝပြုဖို့ဘတ်ထန်ဟာတခြားပြည်သူတွေနဲ့အတူပဲ12နှစ်ကြာကြာအောင်တန်းစီစောင့်ဆိုင်းခဲ့ရတာပါ2024မှာတော့သူဟာဘီအင်ဖောင်ဒေးရှင်းရဲ့အတန်အမတ်တူဖြစ်လာပြီးချောပြင်းရဲ့ပညာရေးအားပေးမှုအစီအမံမှာပါဝင်ကူညီခဲ့ပါတယ်လလောဆင်မှာတော့ဘတ်ထန်ဟာအမေရိကန်နိုင်ငံမှာအဓိကအခြေချနေထိုင်ပြီး American Major League Ball Club Inter Miami ရဲ့ဘူးတွဲပိုင်းရှင်အဖြစ်လုပ်ကိုင်နေပါတယ်ရှင်